တုတ်ပိုးကောင်တတန်းဟာလူတယောက်ဖြစ်လာဖို့အတွက်ဝမ်းပိုက်ထဲမှာပြိုင်ပွဲဝင်ကြရပါတယ်မျိုးဥထဲမှာအနိုင်ရရှိသူတယောက်သာ နေထိုင်ခွင့်ရမှာဖြစ်လို့ကြံတဲ့သူတွေအားလုံးကပျက်စီးသွားရပါတယ်ပြိုင်ပွဲရဲ့အစမှတင် acid ဓာတ်ပါဝင်တဲ့အရေထဲမှာကူးခတ်နေရမှာဖြစ်လို့ကျန်းမာရေးမကောင်းတဲ့သူတွေကအရေဖျော်ချခြင်းကိုခံလက်ရပါတယ်နောက်တစ်ဆင့်ကကျင်းမြောင်းတဲ့ဝင်ပေါက်ကိုရှာဖွေရမှာဖြစ်ပေမဲ့အမောင်ထဲမှာဖြစ်နေတာကြောင့်တချို့ကရောင်ချာချာနဲ့ကြံရစ်ခဲ့မှာပါဝင်ပေါက် ကိုရှာတွေ့သွားရင်ကျင်းမြောင်းရှိလျားတဲ့လမ်းကို ရုံးကန်ပြီးတော့ကြော်ဖြတ်ရမှာပါနောက်တစ်ဆင့်ကတားစီးကာယံထားတဲ့အမြင်တွေနားကိုရောက်သွားမယ်ဆိုရင်လွတ်မြောက်ဖို့မရှိတော့ပါဘူးအချိန်တည်းမှာသွေးဖြူဥတွေကအသင့်စောင့်ကြုံနေပြီးတော့တွေ့တာနဲ့ဖမ်းယူပြီးဝါးမြူလိုက်တဲ့ ပြီးတော့လမ်းမှန်ကိုရွေးချယ်ရမှာဖြစ်လို့ကန်ဆိုးပြီးတော့လမ်းမားသွားရင် ထာဝရပျောက်ဆုံးသွားရမှာပါနောက်ဆုံးအဆင့်ကိုတက်ရောက်သွားကြတဲ့လက်ရွေးစင်အဖွဲ့ဟာမမျိုးဥစီကနေထွက်လာတဲ့အနံ့ကိုရရှိသွားလို့အပြိုင်အဆိုင်ပြေးလွှားကြပြီးတော့ရောက်သွားတာနဲ့အစွမ်းကုန်တိုးဝှေ့ကြတဲ့အသွင်းကိုအရင်ဆုံးရောက်ရှိသွားတဲ့သူကိုအောင်နိုင်သူအဖြစ်ရွေးချယ်လိုက်ပြီးဖြစ်တာကြောင့်ကျန်တဲ့သူတွေကထပ်ပြီးတော့ဝင်လာလို့မရတော့အောင်အခွန်ကချစ်ချင်းကိုမာကြောလာပြီးတော့တာစီပိတ် ်ဆိုးလိုက်တယ်။အဲ့ဒီအောင်နိုင်သူက ကျွန်တော်တို့တွေကိုယ်တိုင်ဖြစ်ပါတယ်။အယောက်တန်းမှာအကောင်ဆုံးတယောက်ကတာလူဖြစ်လာရုံထုံးစံရှိတာကြောင့်ချုပ်ရင်ချက်ဆိုတာမျိုးမပါလာတော့ပါဘူး။